ုဆိုလို့ရှိရင်ဦးဇင်းတို့ကင်းကြောက်နေပါတယ်တော့မှလှုပ်ဆောင်နေလှုပ်ဆောင်နေပြီးတော့ဦးဇင်းတို့ကြားသိရတယ်ကြားသိရတဲ့ခါကြီးကကြမှာဟုတ်လားဆက်ပြီးဖင်လေးကောင်းထွေအောင်អော်ဟုတ်လားပြင်ထားလို့ပြောချင်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဝစ်ဆိုတော့ဘောကမကူတတ်မတော်ရဲ့မိသားစုလေးတွေတတ်မတော်ရဲ့ဆွေမျိုးတိုက်ဝိုင်းနေဟိုကြန့်ခိုင်ရဲ့ဆွေမျိုးတိုက်ဝိုင်းနေကြန့်ခိုင်ရဲ့ထောက်ခံတဲ့လူကြန့်ခိုင်ရဲ့ဝဲရဲတဲ့လူတွေကလေးတူငယ်တွေအကုန်လုံးအသက်ခံရတာတွေးတော်မချောက်သေးဘူးလို့ပြောချင်ပါတယ်ဗျာနော်ဝစ်ဆိုတော့ဘောကမကူလဲတတ်တယ်အပြစ်မဲ့ပြည်သူတွေမင်းတို့တတ်ခဲတာတွေအများကြီးအပြစ်မဲ့ရဟန်းတန်ငါတွေမင်းတို့တတ်ခဲတာတွေအများကြီး ်မင်းမချောက်သေးဘူးလို့ပေါကူတော်ကနေမှပြောချင်ပါတယ်နော်ဝက်ဆိုတာကနောက်ဘဝမှာမဟုတ်တချို့ခွဲကြီးမားလို့ရှင်နောက်ဘဝမှာဒီအားလုံးပဲမင်္ဂလာပါဒီကနေမှတော့နောင်ချိုမြို့မှာစစ်ကောင်စီရဲ့အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တန်ဃာတော်များအပါအဝင် စုစုပေါင်း9ဦးတေဆုံးခဲ့ပြီးနောက်မကြာမီထက်လာဖို့ရှိတယ်လို့ပေါကူတော်ချင်းချောက်လာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်တအောင်းပြည်တက်မဟာနှင့်နေမြေနောင်ချိုမြို့စင်ရတနာ ပရိယတိစာတင်တိုက်ကို စစ်ကောင်စီတပ်ကမလ16ရက်နေ့ညနေ9:30မိနစ်30အချိန်ခန့်မှာဂျက်ဖိုက်တာနဲ့ပေါင်250ဘုံးလေးလုံးအပြင်ဆက်တနက်တွေနဲ့ပါလာရောက်ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။အဆိုပါဘုံးကျဲတိုက်ခိုက်မှုကြောင့်စာတင်တိုက်အတွင်းရှိရဟန်းနှစ်ပါးကိုယင်၄ပါးအပါဝင်အမျိုးသားတဦးနဲ့အမျိုးသမီးနှစ်ဦးစုစုပေါင်းကိုဦးဘုံးစတိမှန်ပြီးတည်ဆုံခဲ့တယ်လို့သိရပါတယ်။ ပြည်သူလူထုနေအိမ်တွေနဲ့ဘုံကြီးကျောင်းဆောင်များပြားလဲပျက်စီးသွားခဲ့တယ်လို့သိရပြီးတန်ကတော့73ပါးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ဒေသခံပြည်သူ၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိခဲ့တဲ့လူနာတွေကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေနဲ့ပြည်သူတွေကဝိုင်းဝန်းပြီးစေကူတဖို့ပို့ဆောင်ပေးခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရက်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဥတီဘုံကျဲတိုက်ခိုက်နေတာကြောင့် ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ဖို့စစ်ရေးတတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့လိုအပ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီလိုဒီမင်္ဂလာနဲ့နှက်ခင်ပါဗျာ။ဒီနေ့က18ရက်ဒေါ်လာပါ2000တဲမှာ25ဖြစ်ပါလေဗျာ။ဦးစင်ကျမ်းမာကြီးကလက်ဆောင်ရင်းနဲ့ပြည်သူများကိုအမှန်တရားလေးတွေချကြကြကြလို့ပါဗျာနော်။ဒီနေ့ဒီရက်ထဲမှာ ဒီကတော့နှစ်ရက်လောက်က15ရက်နေလောက်ကထဲနေဦးစင်းမင်းခွင်းနဲ့ပတ်သက်ပြီးမှဦးစင်းပြောခဲ့တယ်ကျောင်းသူကျောင်းသားတွေကို PDF တည်စီပေါ့နော်အဲ့တော့ကျောင်းသူကျောင်းသားတွေကတော့အေးစစ်စစ်နဲ့ဒီဘက်ကကိုဆရာတော်ဦးရတူတို့ဒီရဘွားကျုံတို့ဒီကအားလုံးပေါ့နော်သူတို့တန်တရာကင်းတန်တရာကင်းဗီရှင်းဆိုတော့ရောက်ရှိပြီလို့လာခဲ့ပြီပေါ့နော်ကျောင်းသူကျောင်းသားတွေအားလုံးကတော့ဒါသတိုင်းမျိုးကိုဒီရောက်သွားပြီအဲ့မှာဆရာတော်တို့ကကျုံတဲ့ခါမှာကာကြောကြီးကိုပြောတယ်ကာကြောကြီးဒီလိုဒီလိုခက်ခဲနေရှိနေပေါ့ကာကြောကြီးတိပါစေပေါ့ဆရာတော်အနေနဲ့ကမင်းခွင်းနဲ့သတိုင်းဆိုတာကဘယ်တော့မှမဝင်ဘူးဒါပဲလေမင်းခွင်းရနေ နော်မော်တော်နဲ့မန္တလေးဘက်ကလာမန္တလေးဘက်ကနေသကိုင်းကိုပြန်သွားကားတိုင်းနဲ့တော့ဒီလိုဖြစ်နေတာပေါ့နော်ဒီလိုဖြစ်နေတာဒါတော့ဆရာတော်ကသိစေချင်တာပေါ့နော်သိစေချင်တဲ့ကြောင့်မင်းခွဲဆိုတာကတော့ဒါကရဏနာမည်ပဲဗျာနော်အခုလိုဥစဉ်လို့ PDF တွေဖုံးမှုတယ် PDF တွေကြီးဆိုးတာတော့တကယ်ကိုစင်မကောင်းဘူးဒီတက်မတော်နဲ့ပတ္တဆာရဲဆိုကြီးဆိုးတာကလည်းရဲကလည်းရဲစခန်းတော့ပဲအပြင်းမထွက်ရဲဘူးဟိုကလည်းမြတ်ဒိန်တန်တော့ပဲနော်ဒါမင်းကတော့စစ်ကြောင်းအင်အားထိုးတာနှစ်ရက်ရှိလက်မှတ်လောက်ပါပဲရှိသေးရောကြာနော်ဒါလည်းသူတို့ ဒီကြီးမှာတိတ်ပြီးမထိုးဖောက်နိုင်လို့မကြောက်ဘူးဘက်ကအင်အား200 300ရှိအောင်ကြားတယ်အင်အား200 300ရှိအောင်ကြားတယ်ဒါဟိုဘက်ကဒါအဲ့တော့ PDF တီရောဗဒတီပြောချင်တာကဒီတာရဏအနေမိဒါကမိကအဆောက်ဦးနေနေရာတွေကနေဝဲခွဲဆိုတာဗာတန်သာတာမှလည်းထွက်ထားမဟုတ်ဘာပစ္စည်းမှလည်းထွက်ထားမဟုတ်ပေါ့နော်အထာသာရထောက်တဲ့ပစ္စည်းတွေထွက်တဲ့နေရာလောက်ပဲမင်းတို့သွားလို့ပဲဦးစင်းရတော့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မင်းကွဲမှာဆက်နေမယ်ဆိုရင်မင်းတို့ရဲ့မင်းတို့ရဲ့ဟောပေါ့နော်တက်လန်းကမရှိဘူးတက်တန်းတူမှာပဲရှိတာ တတန်းတူမှာပဲရှိရမင်းတို့တက်ကအများမရှိဘူးအရှုံးမရှိမှာပထမဆုံးပြည်သူနဲ့နာမယ်ပြည်သူနဲ့နာပြီးဒါလည်းဒါလည်းနိကာစာအုပ်တွေမင်းတို့ဒါနဲ့ပြည့်စုံမယ်အာဆရာဆရာတော်ကြီးရဲ့စိတ်မကတိကောင်ဖြစ်မယ်စိတ်မချမ်းသာဖြစ်မယ်အဲဆရာတော်ကြီးရဲ့စိတ်မချမ်းသာဖြစ်တယ်ဆရာတော်ကြီးရဲ့စိတ်ကတိကောင်ဖြစ်တယ်ဆိုလို့ရှိရင်တော့အဲတော့ဘာလို့မှပြမင်းတို့မှအပြစ်ပဲမင်းတို့မှပြပဲအေးစိစိဖြစ်နေရမင်းကွင်းကိုမင်းတို့ကစုပူးပြလို့တဲ့အကျန့်ဖြစ်ပြီးရွာလူရွာသားတွေအကုန်လုံးကအကုန်လုံးနိုင်ငံကြီးပြည်လွှတ်နေအောင်လုပ်တယ်အဲဖြစ်လာတဲ့ပြဿနာမင်းတို့အကျန့်ဖက် PDF တွေပဲဒါနော်ဟုတ်ပြီဒုတိယအချက်ကသင်ကူးလက်ပံဘုံကျဲတယ်ဘုံကျဲတော့ဒါတော့ထုံးစံအတိုင်းပါပဲ အာပြည်သူတွေကိုမဟာလာဘုံကျတဲ့ပြည်သူတွေကိုလုတ်တဲ့ပြည်သူကလေးပဲလျောက်ထိရထိတယ်ထိလဲပြည်ရဲကလေးပဲထိမှာပေါ့ပြည်ရဲကမွေးဖက်စံကုမှာတကယ်ရှိတဲ့တချို့လုပ်ငန်းတွေရွှေလုပ်ငန်းပိုင်ရှင်တွေတကယ်တချို့လူတွေဒီတစ်ချိန်ကတတ်မတော်နဲ့ပူးပေါင်းတာတော့မဟုတ်တတ်မတော်ခွင့်ပေးကြရတယ်ရှိမယ်ဟိုဆိုအကုန်လုံးပေါ့ဗျာနော်အဲ့လိုအများစုကတော့အကုန်လုံးအိုးအကုန်လုံးပေါ့ဗျာအကုန်လုံးပြစ်ပြီးမှာအကုန်လုံးနော်ဒီလောက်လာတချို့စံကုမှာရှိတဲ့လူတွေရောလက်ပတ်မှာရှိတဲ့လူတွေရောအကုန်လုံးဒီ ဈာန်နေဝါရပြည်သူတွေကတော့စေကူးမှတယောက်မှမရှိဘူးဒီစစ်စစ်နေရဒီအကြက်ဘက်ကိုထောက်ပံ့နေအကြက်ဘက်ကိုအားပေးတယ်အကြက်ဘက်ကိုဝိုင်းရနေတဲ့ဒီကမြအကြက်ဘက်အားပေးတယ်ပဲဒါကတော့လက်ပံမှာရှိမှာပဲလက်ပံမှာရှိမှာပဲအဲ့တော့အဲ့ဒီအကြက်ဘက်ကိုအားပေးနေတဲ့သူတွေကိုပြောချင်တယ်နော်ခင်ဗျားတို့ရွှေတွေရတယ်ခင်ဗျားတို့ရွှေတွေ လုတ်တယ်ခင်ဗျားတို့ကတယောက်တဝက်လုတ်နေရဆိုပါဥစဉ်တို့တည်တယ် PDF ကိုလည်းခင်ဗျားတို့ကဆက်ကြည့်ပေးရတယ် PNN ကိုလည်းဆက်ကြည့်ပေးရတယ် KNN ကိုလည်းဆက်ကြည့်ပေးရတယ်ခင်ဗျားတို့အကုန်လုံးပေးနေရတာနော်ခင်ဗျားတို့ရတာရတာနဲ့ပေးရတာတော့မကအောင်ညီညွတ်တိုင်းကြားနေရတာနော် အဲ့တော့ဘုံကျဲပြီဆိုမှကျမတို့ထိပါလေကျွန်တော်တို့ပြည်သူတွေကိုထိပါလေဆိုဖေလေကောက်ထွက်အောင်ဟိုဟောလေအပူပဲအပူပဲနော်အဲ့တော့ပြည်သူများကိုပြောချင်တာကလက်ပံမာကပြည်သူထိတာထက်ပြည်သူတို့ဥစဉ်တော့တတ်မှတ်လို့မရပါဘူးညာပြည်သူတို့တကယ်စစ်မှန်တဲ့ပြည်သူတွေငင်းကြမှုကိုလိုလားတဲ့ပြည်သူတွေမြန်မာနိုင်ငံကြီးရဲ့အေးချမ်းမှုကိုလိုလားတဲ့ပြည်သူတွေအေးဆေးဆေးနေတဲ့ပြည်သူတွေကလက်ပံမာလည်းမရှိဘူးစင်ကူးမာလည်းမရှိပါဘူးညာနော်မရှိပါဘူးဒါမန္တလေးတို့နေရာနေရာတွေမှာအကုန်လုံးစစ်ရှောင်နေရတာအခုလိုတတ်မှတ်တော့ဒီအကြက်ဖက်ရှိတဲ့နေရာတွေကိုဘုံတွေကျဲတယ်အကြက်ဖက်ရှိတဲ့နေရာတွေကိုရှင်းလင်းနေဆိုတာကလည်း ပြည်သူတွေရဲ့လိုအပ်ချက်ပြည်သူတွေရဲ့တောင်းတမှုကြောင့်လိုရလာပါရှစ်လျှောက်ဒီချက်ဆိုးဦးမယ်လို့ဦးစင်းကတော့ပြောချင်တယ်။ဘာကြောင့်ဒီချက်ဒီချက်ဆိုးဦးမယ်လဲဆိုရင်ရှင်းလင်းစရာရှိဒီဦးစင်းတို့ရုရှားနှီးပညာတွေကနှီးပညာတွေနဲ့ဘယ်နေရာမှာဘယ်နေရာမှာရှိရလဲ။နောက်ခုကပြည်သူကပေးတဲ့တည်င်းကိုပဲတတ်မလို့ကလုံနေရတာ။နော်ပြည်သူကပေးတဲ့တည်င်းဒီအဲ့ထက်ပြည်သူကဒီနေရာဒီနေရာအတိအကျဒီနေရာမှာကြားဖက်တည်ရှိရဒီနေရာမှာရှိရဆိုတာကိုပဲလုံနေရတာ။မင်းကဦးစင်းတို့ပေါက်တောင်ပိုင်းမှာဆိုလို့ရှိရင်ထုံလေးတူသွားပဲ။ဘောရတိုင်းမူကြီးနမကနော်တိုင်မူကြီးတည်င်းချက်ချင်းရလာနဲ့ဦးစင်းတို့တက်ကုန်းရခုပဲတောင်ပိုင်းမှာပေါ့နော်။ဒါ PDF တွေစူးစိနေတယ် PDF တွေစူးဝေးနေတဲ့နေရာကိုတိတိကျကျချပါတယ်။ဒါတိဆုံးမှုကတော့ဘယ်လောက်ရှိတယ်ဆိုတော့ဥစဉ်တော့မသိရတယ်သူတို့တော့မသိဘူးပြောမှာ။မသိဘူးပြောမှာမသိဘူးပြောမှာနော်။ဟိုတစ်စဲမှာလည်းသူတို့ဒီဥစဉ်တော့တက်မတော်ဘက်ကကြာတာပဲတက်မတော်ဘက်ကဒီလိုစစ်တွေထိကြိုက်တာနင်းနာတာဒီချုပ်တရားလောက်ပဲသူကချကြတာ။ဟိုတစ်စဲတော့ဘယ်တော့မှဒီ PDF တွေ40လောက်သေးတယ်ဟိုဘက်မှာဥစဉ်တော့ဆင်းခုဘက်မှာဆွေးခုလက်ပံမှာ30ကျော်လောက်သေးဒါတွေသူတို့ချမပြဘူး။ချမပြဘူး။ခိတ္တလည်းခိတ္တကလည်းချမပြဘူးပြပြတွေဘယ်သူမှချမပြဘူးခွက်ခေါက်တွေကလည်းချမပြဘူးဒါတွေချမပြဘူးသူတို့ကဒါချပြလို့မရဘူးသူတို့ကချပြလိုက်ရင် PDF တွေဆိုက်တယ်ကြမယ် စိတ်လိုက်ကြလို့ရေတို့တို့ကစားဘောက်ကဖိတ်သွားပြီအဆင်မပြေဘူးအဲ့တော့တို့တို့ကပီဒီအက်တွေဒီမှာခြားခြားဒီမှာဆိုခြားပြောင်းဒါတွေကပီဒီအက်တွေပဲသိတယ်ပီဒီအက်တွေပဲတမောက်တယ်ပီဒီအက်တွေကကိုယ်တိုင်ကလည်းငါတို့ကအကြောင်းပြပြီးဒီကောင်တွေခွက်ခေါက်ပြေးပြေးတောင်းစားနေတာပါလားငါတို့ကအဆင်ပြေနေတာပါလားတို့တို့ကကြည်လို့ရတယ်ငါတို့ကမြောက်ပေးနေတာပါလားဆိုတာတချို့ပီဒီအက်တွေလည်းအကုန်တိတာပဲအကုန်နားလေတာအကုန်တော့ပေါက်တယ်အဲ့တော့တိတိကြီးနဲ့နားလေရတဲ့မိုက်တယ်ဆိုရင်တော့တို့ကနွားထက်ဆိုးမှာပဲလို့ဦးစင်းကတော့ပြောချင်တယ်နော်အဲ့တော့ရှေ့ရှာဦးစင်းတို့တပိတ်ချင်းကိုပဲဒီပါရီတိတိကျကျခိုင်ခိုင်လုံလုံနဲ့ဒါ ခုဆိုလို့ရှိရင်ဦးဇင်းတို့ကိန်းတော့နေပါတယ်တော့မှလှုပ်ဆောင်လေလှုပ်ဆောင်နေပြီတော့ဦးဇင်းတို့ကြားရရတယ်ကြားရရတဲ့ခါအဲ့ခါကျမှဟုတ်လားဆက်ပြီးဖင်လေးကောက်ထွေအောင်အော်ဟုတ်လားပြင်ထားလို့ပြောချင်ပါတယ်နော်ဘာလို့လဲဆိုတော့ဝစ်ဆိုတာဘောကမဟုတ်တပ်မတော်ရဲ့မိသားစုလေးတွေတပ်မတော်ရဲ့ဆွေမျိုးအတိုက်ဝိုင်းနေဟိုကြမ်းခိုင်ရဲ့ဆွေမျိုးအတိုက်ဝိုင်းနေကြမ်းခိုင်ရဲ့ထောက်ခံတဲ့လူကြမ်းခိုင်ရဲ့ဝဲရိုင်တဲ့လူတွေကလေးတူငယ်တွေအကုန်လုံးအသက်ခံရတာတွေးတော့မချောက်သေးဘူးလို့ပြောချင်ပါတယ်ဗျာနော်ဝစ်ဆိုတာဘောကမဟုတ်လဲတတ်တယ်အပြစ်မဲ့ပြည်သူတွေမင်းတို့တတ်ခဲ့တာတွေအများကြီးအပြစ်မဲ့ရဟန်းတန်ကားတွေမင်းတို့တတ်ခဲ့တာတွေအများကြီး ဝင်းမချောက်သေးဘူးလို့ပောက်ကော်တော့ကနေမှပြောချင်မှာနော်ဝင်းဆိုတာကနောက်ဘဝမှာမဟုတ်တချို့ကကြီးမားလို့ရှိရင်နောက်ဘဝမှာဒီဘဝမှာလည်းချက်ချင်းဝင်လိုက်တတ်တယ်လို့ပြောချင်ပါတယ်နော်မကြမီလာမီမြော့လို့ပဲဥစဉ်ရတော့ပြောချင်ပါတယ်ဒါဥစဉ်ကဟိုပါပေါ့တော့လူတွေတာကိုဝမ်းသာလို့ပြောနေတာမဟုတ်ပါဘူးကြယ်နော်ဒီမြန်မာနိုင်ငံကြီးအေးချမ်းမှုငြိမ်းချမ်းမှုဆိုရင်တော့အကျန်းဖက်တိရှိတဲ့နေရာကိုရှင်းလင်းရမှာကတမတော်ရဲ့အလုတ်ဆိုတာကိုပောက်ကော်တော့ကနေပြောချင်ပါတယ်အဲ့တော့တမတော်နဲ့ပြည်သူပြည်သူနဲ့တမတော်သူ့ပေါင်းမှာလို့ငြိမ်းချမ်းမှုကိုလိုလားရင်အေးချမ်းချမ်းနေခြင်းနဲ့ပြည်သူတွေတမတော်နဲ့ပြည်သူပြည်သူနဲ့တမတော်ကိုသူ့ပေါင်းဆောင်ရွက်ကြပါလို့ပောက်ကော်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးတော်ပါပဲဗျာ